အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ horror ဗိုင်းရီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့ဇလံအကြောင်းကိုပြောပြပါမယ်ပထမဆုံးအနေနဲ့အထက်တန်းပြီးတော့ကျွန်တော်ကကုမ္ပဏီတစ်တစ်လေးတစ်ခုမှာအလုပ်လုပ်တယ်ပေါ့ဗျာပြီးတော့အကြောင်းတော့ကတငယ်ချင်းတယောက်နဲ့ပေါ့တငယ်ချင်းဆိုလို့အရှိဆုံးလို့တော့မတွေးနိုင်အောင်အမုံဆုံးတငယ်ချင်းတွေပေါ့ကျောင်းတော့ကဒီကောင်ကအမြဲလို့လို့ကျွန်တော်ရဲ့ software တွေကိုတုတ်တဲ့ကောင်ပြီးတော့လေမှားနေရင်တော့ဘယ်တော့မှမတောင်းပန်တဲ့ကောင် အဲတုန်းကတော့အဲ့ကောင်ကအပေါင်းအသင်းတော်တော်ပေါ်တယ်အခုကြတော့လေဒီကောင်နဲ့အလုပ်လာတူနေပြန်နေသူနဲ့ဘာလို့မတည့်တာလဲဆိုရင်တော့ထွေထွေတူတူတော့မဟုတ်ပါဘူးသူနဲ့ကျွန်တော်နဲ့ကအရာရာဆက်ညင်ပတ်ပြီးတော့ဒီကောင်ကစောက်ရမကောင်းဘူးကြောင်းတော့ကဆိုအမြဲထိုးကြိတ်နေကြအသက်တွေကြီးလာတော့လေဒီကောင်ပုံစံကဒီပုံစံပဲအမြဲကျွန်တော်အတင်တုတ်တယ်ကျွန်တော်ကတော့အဆအဆအရာတီးခတ်နေလိုက်ပါတယ်ဒီတော့အပေါင်းအသင်းတွေက ဖះဖြစ်မဲ့အုပ်နေကြတယ်တဲ့အဖြစ်ပြက်တစ်ခုကိုပြောပြအောင်မယ်ကျွန်တော်က project တစ်ခုကိုစနေတာ၁၀ရက်လောက်ရှိပြီပေါ့အဲ့အချိန်မှာမန်နေဂျာကရုံးရဲ့တရင်နေတခြားကိုပေါက်ကြကုန်လို့ကျွန်တော်ကိုလာអော်ခဲ့တယ်ကျွန်တော်လည်းဒီကောင်ဖော်ကောင်လုံးလိုက်တယ်ဆိုတာသိပြီမဲ့တယုံလုံးပြောခံခဲ့ရတယ်အစားကတော့ဒီခံနေပြီမဲ့ဒီကောင်ကကျွန်တော်ပုံနေတဲ့နာမည်တွေကိုသုံးပြီး လိုင်းပေါ်မှာအကြောင်းတစ်ခုကိုနာမည်ဖြတ်ခဲ့တယ်။အဲအကြောင်းကရုံးကိုဖုံးစပ်ပြီးကျွန်တော်ကိုတရားစွဲမယ်ထိပါဖြစ်ခဲ့တယ်။ဒီချိန်တော့ကျွန်တော်လည်းစိတ်ကိုထိတ်မရတော့ဘူး။ဒါပေမဲ့လည်းရုံးမှာထက်လူကြီးတွေရှိနေတော့စတိုကန်တစ်ခုစီသွားပြီးလူရှိမရှိကြည့်လိုက်တယ်။ပြီးတော့အဲကောင်နာမည်ကိုခေါ်ပြီးပေါ်ဆဲခဲ့တယ်။ပြီးတော့မင်းရဲ့ကောင်ကိုဖြတ်မယ်လို့ချိန်ဆခဲ့တယ်။အဲ့ချိန်မှာနောက်မှာအဲကောင်ရောက်နေခဲ့တယ်။ သူကကျွန်တော်ကိုစိုက်ကြည့်နေကြတယ်။သူ့ကြည့်တွေကရမ်းကိုကြောက်ရကောင်းတော့ကျွန်တော်ရင်းတွေကခုန်လာတယ်။ကျွန်တော်တို့နှစ်ယောက်ကြာကြည့်တွေကတခြားသူတယောက်ဝင်လာရင်တော့ကြောက်မိနေမှာမှန်ပဲ။ကျွန်တော်လည်းအန်ကိုကြည့်ပြီးဒီကောင်အแทဝင်လာရင်တော့တီးမယ်လို့စဉ်းစားထားတယ်။ဒါပေမဲ့လည်းသူကတစ်ဖက်ကိုပြန်ထွက်သွားတယ်။ပြန်တွေ့ကြည့်တော့လည်းကျွန်တော်စိတ်ထဲမကောင်းပါဘူး။အော်ဆဲလိုက်တာသူကြားသွားတယ်ထင်မိတယ်။ဒီလိုနဲ့ကျွန်တော်သူ့နောက်ကိုလိုက်သွားပြီးတောင်းပန်ဖို့ရာနာမည်ကိုအော်ခေါ်လိုက်တယ် သူကလက်မကြည့်ပဲရှေ့ကိုဆက်သွားတယ်။ဇောနာကတောင်းမညင်တဲ့စိတ်တွေကပျောက်သွားပြီးပိုးတော်စိတ်တွေလာခဲ့တယ်။အမှန်ကသူ့အမဒါကိုလာပြီးရှင်ကနေတော့ဟဲ့အောင်မင်းရက်လိုက်စမ်းလို့ပြောလိုက်တယ်။ရုပ်တရက်ကြီးသူကရက်သွားတယ်။ပြန်တွေးကြည့်လိုက်တော့လေအလုတ်တူတငယ်ချင်းဆိုတော့ငါတောင်းမှမာတယ်ကွာလို့သူ့နာမည်ကိုခေါ်ပြီးပြောလိုက်ရှေ့သူ့ရဲ့ခေါင်းကနောက်ကိုလှည့်ခဲ့တယ်။သူ့ခန္ဓာကိုယ်ကတော့နေရာမှန်ကြံခဲ့တယ် ျွန်တော်အတွေ့အကြံမှာကျွန်တော်ဖြစ်စေခြင်းနဲ့ဆန္ဒတချို့ကိုနှုတ်ထဲမှာရှာရေးခဲ့ဘူးလေ။အဲအတိုင်းများဖြစ်လာမလားလို့ကြောက်နေမိတယ်။ကျွန်တော်မယုံနိုင်ဘူး။ဒါကြီးကတကယ်ဖြစ်နေတာ။သူ့ရဲ့ခေါင်းတစ်ခုလည်း360 degree လိုမျိုးလှည့်နေတာ။သူ့လက်ကိုကိုယ်တိုင်ကြားနေရတယ်။နောက်တော့သူ့ရဲ့ခေါင်းကြီးကပြုတ်ထွက်သွားတယ်။သူ့ရည်ထွက်လာတာကိုခွာကနေမြင်လိုက်ရတယ်။သူ့ခေါင်းပြက်ကြီးကကျွန်တော်ဘက်ကိုလိမ့်လာတယ်။ ကျွန်တော်ရှေ့တော့နားမှာရက်သွားတယ်ပြီးတော့သူ့ကောင်းပြက်ကြီးကကျွန်တော်ကိုကြီးပြခဲ့တယ်ဒါကြီးကဘလို့လို့ဖြစ်နိုင်ပါလဲကျွန်တော်ချက်သိမ်းမိုးတွေပါထလာတယ်ပြီးတော့တရုံလုံးကြောင်းအော်ပလိုက်တယ်ကျွန်တော်တန်လေးကအလုံယုံကလူတွေပါကြားပြီးကျွန်တော်စီပြေးလာကြတယ်ကျွန်တော်ယုံကလူတွေရဲ့မျက်နှာကိုကြည့်လိုက်တော့သူတို့ရဲ့မူရာကတာမှန်ပဲဒီဖြစ်ပျက်ကိုသူတို့မမြင်လားလို့တွေးမိပြီးကျွန်တော်ရှေ့ကခေါင်းပြက်ကြီးကိုပြန်ကြည့်လိုက်တယ် ဒီနေရာမှာအခန်းနိုင်ရန်တစ်ခုသာရှိတယ်ကျွန်တော်စိတ်တွေထင်အောင်ထင်မှားဖြစ်နေကြတာဖောင်းဆိုးတော့လေသွေးတွေပါလာတယ်ကျွန်တော်စိတ်ယုံကိုတွားတက်မိထင်တယ်ဒီလိုနဲ့စိတ်ယုံရောက်တော့မန်နေဂျာကဘာကိုမြင်လို့လန့်ပြီးဩခဲ့တာလဲလို့မေးခဲ့တယ်ကျွန်တော်လည်းဖြစ်ချောင်းကုန်စင်ကိုရှင်းပြခဲ့တယ်ဒါပေမဲ့မင်းပြောတဲ့မင်းတငယ်ချင်းကတနေ့ကုန်လှုပ်ရှုပ်နေကြတာသူကိုယ်တိုင်မြင်တယ်လို့ကျွန်တော်ကိုပြန်ပြောပြတယ် ဘယ်လိုဖြစ်နိုင်မှာလဲဒါဆိုပထမတည်းမှာကျွန်တော်တယောက်တည်းပေါ့ကျွန်တော်ကိုစေးခွင့်တလပေးနာခဲ့တယ်စေးယုံမှာငါရက်လောက်စေးကူတမှုခံယူနေတော့ယုံကနေထိတ်လန့်နေတဲ့တဲ့ရင်တစ်ခုကိုကြားခဲ့ရတယ်အဲ့ဒါကကျွန်တော်တကယ်ရင်ဆုံးသွားပြီဆိုတာပဲဖြစ်ပုံကတော့တနေ့ယုံ့မမနေဂျာကဆောရောက်သွားတယ်ပြီးတော့သူယုံကမှမနေ့ကအလုပ်တွေကိုပြန်စစ်နေတဲ့ချိန်အပြင်ကနေတယောက်ယောက်ရိုးရိုးတဲ့အတန်ကိုကြားခဲ့ရတယ် မန်နေဂျာထွက်ကြည့်တော့သူ့ရိုင်းထဲမှာလဲပြီးသိနေတဲ့ကျွန်တော်တန်ငယ်ချင်းရဲ့ body ကိုတွေ့ခဲ့ရတယ်။ရဲတွေကလည်းမန်နေဂျာနဲ့အတူ CCTV ကိုစစ်ဆေးတဲ့အခါကျွန်တော်တန်ငယ်ချင်းကပထမတက်ကနေဒုတိယတက်ကိုတက်လာတယ်။ပြီးတော့ရုပ်ရည်ကြီးအောက်ထပ်ကိုဇောက်ထိုးကြီးပြုတ်ကြပြီးစက်ကျိုးသွားခဲ့တယ်။ဒီဖြစ်ပျက်ကိုလန့်ပြီးမန်နေဂျာလည်းစိတ်ကြမ်းမှအေးဆေးရုံမှာရောက်သွားခဲ့တယ်။ကျွန်တော်လည်းဆေးရုံကနေဆင်းတော့အလုပ်ကိုတန်းသွားခဲ့တယ်။ကုမ္ပဏီတစ်ခုလုံးကလည်းဒီဖြစ်ပျက်ကြောင့်အကုန်လုံးကကြောက်လန့်တိုက်စိတ်နေခဲ့တယ်။ ညာပိုင်းအိမ်ပြန်ရောက်တော့စိတ်ကိုအနာပေးရအောင်ဘိန်းကစားနေခဲ့တယ်။အဲ့အချိန်မှာခေါင်းဆောင်စီကနေဖုန်းဝင်လာတဲ့သူကကျွန်တော်ကိုမေးတယ်။နေ့လယ်ကသမင်းသားနာချင်းပရမတ်တက်ကိုဆင်းလာသေးလားတဲ့။ကျွန်တော်လည်းအလုပ်ပဲအာရုံရနေရတယ်မလာဘူးလို့ပြန်ဖြေခဲ့တယ်။ခေါင်းဆောင်ကသူ့ဖြစ်ပျက်ကိုပြောပြတယ်။ငါနေ့လယ်ကသမင်းစားပြီးတော့မြင်းကြီးတက်မှဆေးလိပ်ဆင်းတော့နေခဲ့တယ်။ခဏကြာတော့စတုကန်ထဲမှာလူတယောက်ကငါ့ကိုရက်ကြည့်နေတာတွေ့ခဲ့တယ်တဲ့။ ပြီးတော့အဲ့လူကမင်းနဲ့မျက်နှာရင်းစင်တဲ့လူတစ်ယောက်ပဲတဲ့ဒီဖြစ်ဖြစ်ကြီးကြတော့ကျွန်တော်ရန်ကိုလန့်လာခဲ့တယ်ဟိုးကောင်းသေးတာကူးမှာရက်လေတော့ပဲရှိအောင်မယ်သူကျွန်တော်ကိုများမကြည့်နဲ့လို့လာရှောက်နေတော့လားလို့ကျွန်တော်အတွေးပေါင်းများစွာနဲ့ကျွန်တော်ရန်ကိုကြောက်လာခဲ့တယ်ကျွန်တော်စေယုံမတက်ခင်ကအဖြစ်ပြတ်တချို့ကိုလည်းအတွေးထဲမှာပြန်ပေါ်လာတယ်အဲ့အရေးထဲကလူကသူကမန်နေဂျာလည်းမဟုတ်ဘူးခေါင်းဆောင်လည်းမဟုတ်ဘူးကျွန်တော်တကယ်ရှင်းလည်းမဟုတ်ဘူး အန်နီကခေါင်းပြက်သွားတာကကျွန်တော်ရဲ့ခေါင်းပဲပြီးတော့ရေးပြီးပြောနေရတယ်ကျွန်တော်ရဲ့မျက်နှာပဲကျွန်တော်ရဲ့စိတ်တွေရမ်းကိုလျှောက်ရှားလာတယ်ကျွန်တော်မိဘတွေကလည်းအခုအချိန်အိမ်မှမရှိဘူးခကြီးသွားနေကြတယ်အဲ့တော့ကျွန်တော်ဘာလုပ်တင်လဲလာလန်လေးကတော့ဒီမှာနေပြီးပါပြီခင်ဗျားတို့လည်းကိုယ်ယုတ်ကြီးနဲ့လူကိုပြန်တွေ့ရင်ထွက်သွားပေးကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးကိုနှစ်သိမ်း nói No, Shanadigo, like and subscribe, lo que te haya bajado, ya.